်မင်္ဂလာပါခင်ဗျာစာရေးသူဆရာစိုးမိုးနိုင်အောင်ရေးသားတော့တပည့်ဦးလို့အမည်ရတဲ့ဝိထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာနားဆင်ကြပါဦးခင်ဗျာစပယ်ဦးဦးရေးကျော်ဝင်းမိတ်ဆွေတို့ဦးအလူမအပြန်ကားကိုရင်ကျော်ယူရန်ကြောင်းလန်းဝမှာခဏရက်ဆောင်နေသည်လမ်းမကျပေါ်တွင်ကားဆက်များနေသည် ကိစ္စမရှိ စိတ်ရှည်လေးကောင်းနေဖြစ်၏ခုနကပဲဆရာတော်ကတရားဟောလိုက်သည် တိခတ်နိုင်လေကောင်းနေတရားဖြစ်သည်ဆရာတော်ဦးဇော်ဒီကမဟာမြိုင်တော်ရဤစာအုပ်တို့တွင်ဖတ်ဖူးမှတ်ဖူးသည်သည် လူငယ်နှစ်ဦးကုမ္ပဏီကိုကားဖြင့်လာသည်လမ်းတွင်မှအထွက်တခြားကားတစ်စီးဖြင့်ညိမလို့ဖြစ်သွားသည်တစ်ဖက်ကားမှဒေါသတကြီးဆင်းလာပြီးဆဲဆူချိန်ပေါင်းသည်ဒေါသကားမမောင်းတတ်ဘူးလားရှိမ့်မိသွားရင်ငါကားတန်ဖို့မင်းတိလားစသဖြင့်နိုင်ထက်စီနေပြောနေသည် ကားမောင်းသည့်လူငယ်ကဘာမှပြန်မပြောခေါင်းငုံနေသည်တပတ်လူကတဦးတည်းရန်ဖြစ်နေတယ်လို့ဖြစ်ပြီး အာရအောင်ဆဲဆိုပြီးမှပြန်ထွက်သွားလေတော့သည်တဲ့အတူပါလာသည့်တငယ်ချင်းကအာမလို့အာမရဖြင့်ပြောသည်မိကွာဒီတော့ကြီးဆဲဆိုနေတာကိုခေါင်းငုံခံနေတယ်ငါလည်းလောကြီးပြီးထွက်လာတာမှားသွားတာပဲလေတဲ့အဲ့ဒီလူငယ်ကရုံမသွားခင်တရားထိုင်သေးသည်တဲ့စိတ်ရှည်တိခတ်မှုကြောင့်ပြဿနာတစ်ခု ပြင်းငိမ့်သွားရသည် သူသာမခံခြင်းစိတ်ဖြင့်ကားအောက်ဆင်းလိုက်ပါက အတော်ပေရှိကြီးကျယ်သွားပြီလိသူသည်အတတ်ငယ်တော်လဲအောင်မြင်သော လုပ်ငန်းကြီးများကိုလှုပ်ဆောင်နေသူဖြစ်ပါသည်တဲ့ဦးရဲကျော်ဝင်းသည်ရင်ကြောချင်းရန်ကားပေါ်မှအေးဆေးစွာထိုင်ဆောင်နေစဉ်စပယ်ရောင်သောကလေးနှစ်ယောက်သူ့စီပြေးလာပြီးရောင်းကြသည်သည်လူငယ်လေးနှစ်ယောက်ဖြစ်သည် မိန်းကလေးကအရင်ရောက်လာတော်လဲမောနေသေးသည်နောက်မှရောက်လာသောကောင်းလေးကအရင်ရောင်းလေပြီး ဘဘစပယ်ပန်းလေးဝယ်ပါဦးမှုေးတယ်လေ လက်ဆက်တယ်လေနောက်မှရောက်လာသည့်ကလေးမကလည်းသူ့ပန်းတွဲလေးများကို ထိုးပေးနေသည်ဟဲ့လူကြီးကိုမယုံမသိဟုတ်တမီပန်းလေးတွေကပုံမွေးတယ်ဘဘဦးရဲကျော်ဝင်းရည်ကျင်လာသည်ကလေးတွေကိုလည်းစကားပြောကျင်လာသည်တမီပန်းကသူ့ပန်းနဲ့ဘာကွာလို့လဲဟုတ်တော့ဟုတ်ပါတယ်လေ တမီးတို့ကစပယ်ချမ်းမှာညကလေးကတောက်ခုကြတာအဖူးလေးတွေကိုရေစိုးဝင်းနဲ့ထုတ်ထားပြီးမနက်၄နာရီမှာတည်ထားကြတာဒါပေမဲ့ဘသူအရင်ကောင်းအောင်ရောင်းနိုင်တယ်ပြန်ထားကြတာပါအေးတမီးတို့ကဘာတော်လဲကောင်းလေးကလူဖြည်သည်တားတို့လက်ထပ်ပေးပြီရှောက်လာရှိပြီဩကောင်းပါတယ်ကွယ်တက်ညီလက်ညီပန်းရောင်းနေကြတာခန့်ညံ့ညက်တွေမို့ခလေးတွေတို့ထင်ထားတာ ူတို့ကအရွယ်ရောက်နေကြပြီပဲသူ့စပယ်ကုန်းကလေးများအားဝယ်ယူအားပေးလိုက်သည် နောက်ရက်များတွင်လည်းဒီကလေးတစ်ယောက်ကိုမြန်မှန်တန်းနေမိသည် သူကဒီလမ်းဘက်ကိုခဏခဏရောက်နေရသည်ဒီမျိုးနယ်ရဲ့အစွန်ဘက်တွင် ရှံဝယ်ထားသည်ရှံထဲတွင် တိုက်ပုတ်ကလေးတစ်လုံးနဲ့စောင့်နေသည်ပြီးတော့မြည်ပြီးလည်းရင်မေမေနဲ့အတူလာနေတော့မြည်မြို့ထဲကတိုက်ခန်းကိုအပီး ရောင်းလိုက်တော့မြည်ထိုတိုက်ခန်းကိုတန်ရောစင်ရှိညာ တဦးတည်းသောသမီးကလည်းစိတ်ဝင်စားပါအမွေဟူ၍လည်းအမတ်ပုံမပေါ်ပါသူကဟိုမှာအပေးနေတော်မူအနေထားဖြစ်နေပြီသမီးအမေကလည်းပြန်လာတော့မည်မဟုတ်ပါသူသာမိမိအတွက်ပြန်လာရခြင်းဖြစ်သည်ဖေဖေချင်းတုံးကတော့လူကြီးနှစ်ယောက်စီခဏတော့ပြန်လာကြည့်ဖြစ်သည်အခုတော့မိမိတယောက်တည်းဖြစ်နေ၏အဝေးကနေငွေကြေးထောက်ပံ့ရုံဖြင့်မဖြစ်တော့ပြီးတော့မိမိခေါင်းရောဂါကပိုပိုဆိုးနေသည် အောက်ကိုတိတ်ပြီးမစင်းနိုင်တော့အထက်မြင့်တိုက်ဖြင့်မတင့်တော့ထိုတိုက်ခန်းကိုတောင်သူတို့လာနေကြတာမဟုတ် သူတို့ကရွာမှာပဲပျော်သည်တဲ့မြေမနှင်းရတာကိုသဘောမတွေ့ကြထို့ကြောင့်ရှံဝယ်ဖြစ်တော့သည်ရှံကပေ40 60နှစ်ကွက်တွဲဖြစ်သည် အမှန်ကတစ်ကွက်သာလိုသည် မိစ္ဆာတို့ကအခက်ခဲရှိနေ၍နှစ်ကွက်တွဲကိုထိုးရောင်းနေသည်ထို့ကြောင့်နှစ်ကွက်တွဲဝယ်ဖြစ်သွားသည် တနေ့ရှန်နေကအပြန်ပန်းရောင်တော်ကလေးနှစ်ယောက်ကိုတွေ့ရသည်လမ်းသွယ်လေးထဲတွင်ဖြစ်သည်သူကားရက်လိုက်ပြီးနှုတ်ဆက်သည်ဘဘဘာလာလောက်တာလဲဘဘဒီဘက်မှာရှန်ဝယ်ထားတယ်အဲ့ဒါအင်္ဂလိပ်စောင့်နေတာလာလာကြည့်တာဩဆေးရပြနဲ့တိုက်ပူနေတာဟုတ်တယ်တတော်ကဟိုဘက်အစုံးမှနေတာအခုလည်းပန်းထွက်ခုတော့မလို့အစောကြီးရှိပါသေးလား မစောဘူးဘဘတန်ဖိုးခူးတာကကြားတယ်ညဆိုလည်းမမြင်ရတော့ဘူးအေးအေးအေးတတိထားကြဟုတ်ဦးအေးကျော်ဝင်အိမ်ပြောင်းလာခဲ့ပြီမမေလည်းအတက်အစင်းမလုပ်ရတော့အဆင်ပြေသွားပြီမမေဒုက္ခတခါတခါအတော်ကြိုက်သည်စေးထိုးစေးတောက်တော်လည်းခဏသာတက်တာသည် မမေကိုဝီးရှဲဝယ်ပေးထားလိုက်သည် မမေချန်နယ်အထိထွက်လို့ရပြီမမေကချန်နယ်ကိုလေးချောင်းထောက်ဖြင့်ထွက်တတ်သည် မမေအကြိုက်ဆုံးက channel မှာဝီရှဲဖြင့်နေပူစာလုံရတာအင်ရှင်လေးတွင်တမန်တလင်းခင်းပေးထားလိုက်သည် အိမ်ကအရှိတ်မျက်နာမူထားသဖြင့်မနှက်နေကောင်းကောင်းရသည် လူကြီးတွေမနှက်နေစာလုံသင့်သည်ဟုဆိုကြသည် သူကတော့မြို့ထဲသွားနေရသည်သည် အလုတ်ကိုလောဘတကြီးမလုတော့ဟုဆိုညာမိတ်ဆွေများဖြင့်တော့တွေ့နေရသည်သည်ယုံကြည်အားကိုးရသောမိတ်ဆွေများဖြင့်အဆုအဆက်တော့လှူထားရသည်သည် မြို့ထဲသွားချိန်တွင်မေမေအတွက်တော့နောက်ဆန်တင်းရသေးသည်မေမေကအိမ်ပေါ်မထားချင်တန်းနိုင်တဲ့လောက်အိမ်မှုကိစ္စအလုံးကိုလုပ်နေသည်သူကလည်းရုံးချိန်လိုမျိုးမဟုတ်သဖြင့်မေမေနှင့်နေချိန်များပါသည်ဦးရဲကျော်ဝင်တပတ်ရှံကွက်လက်ကိုကြည့်မိလျင်ပန်းရောင်သောကလေးလေးများနှစ်ယောက်ကိုမြင်မြင်နေမိသည်စပယ်ချန်လောက်ရရင်ကောင်းမလားစိတ်ထဲပေါ်နေမိသည်တနေ့မြို့ထဲကအပြန်ကလေးနှစ်ယောက်ကိုတွေ့ရပြန်သည် သူတို့လေးတွေကတဦးနဲ့တဦးတွန်းထိုးစာနောက်ကြသည်ခလေးနေမရပေကိုသူစိတ်ဝင်စားစွာဖြင့်လိုက်ကြည့်နေမိသည် သူဘဝမှာပျော်ဘူးခဲ့လားကြံတန်းသောနေမသောဘဝကို အဖက်စရန်လောဘတကြီးအလုံးလုံးခဲ့မောင်းနေအားကိုနှဆားမြင့်ခဲ့သူရေတန့်ပိုးခဲ့ရတာကိုလည်းမမေ့တိုင်းအပေါ်ဆုံးကို ရေတန့်ဘူးထန့်တက်ရတာတော့အတော်ပင်ပန်းသည် လူတကာတွေအိပ်ပျော်နေချိန်မှာလူတကာတွေပြုံးနေချိန်မှာ သူ့အတွက်တော့ခက်ခဲသည့်အချိန်များဖြစ်ခဲ့သည်။စွန်စားကမ်းများစွာပြုခဲ့ရသည်။နောက်ဆုံးစင်ကာပူကိုရောက်သည့်အထိမောင်းနေအားကိုမလျှော့ခဲ့။မိဘနှစ်ဦးကိုလည်းပြန်ကြည့်နိုင်သည့်အချိန်တွင်မိဘများကအိုကျနေပြီ။ငွေကြေးထောက်ပံ့နိုင်ပြီဖြစ်တော်လေလူအိုများကမစားနိုင်မဝတ်နိုင်အရွယ်ရောက်ကြလိမ့်ပြီ။တခါတခါစဉ်းစားမိသည်။ထမင်းရေပူအတူရကြလဲပျော်ရွှင်ကြနိုင်ရင်မပြေးဘူးလား။ပေါ်ဆိုးစီက သူထက်အရင်စင်ကာပူရောက်နေသည်သူမနှင့်လက်ထပ်ဖြစ်ခဲ့ခြင်းဖြစ်သည်နှစ်ဦးသားလူငယ်တွေမဟုတ်တော့သူတို့တိတ်ပြီးရင်မခုန်တတ်တော့သူတို့နှစ်ဦးသည်အရှိတ်ထက်အုံနောက်ကိုဦးစားပေးကြသူများဖြစ်နေကြပြန်သည်သူမသည်သူထက်ပိုဆိုးသည်ကအင်ရှင်မဲ့သူပင်သူကမှသူ့ရွာသူ့မြို့သူမိဘတွေကိုတွေ့တာစိတ်ရှိနေသေးသည် သူခဏခဏပြန်လာပြီးမိဘတွေကိုကြည့်ပြသည် ဟောခုတော့ဖေဖေဆုံးသွားသည်မို့မေမေတယောက်တည်းထား၍မဖြစ်တော့ပါဖေဖေဇာပနာတွင်တောက်တစ်ချက်ကြဲကြဲလောင်လောင်ခောက်မိလိုက်သည်သူဖေဖေကိုအနီးကပ်မပြေစုလိုက်ရလေခြင်းကတနှုံနှုံဖြစ်နေသည်သူ့ဇနီးနှင့်မြေမမပါတော့ဖေဖေဇာပနာအပြီးပင် သူဆုံးဖြတ်ချက်ချလိုက်ရတော့သည်အပြီးပြန်လာတော့မည်မေမေနှင့်ပတ်သက်၍တော့နောင်တအဖြစ်မခံနိုင်တော့ပန်းတဲ့ကောင်းလေးလေမယားကိုသူဖြူးကြည့်သည် ။တန်းရောင်ကိုဘယ်လိုငွေသိမ်းရလဲ။တနေ့တန်းရောင်ရောင်ဝင်ဘယ်လောက်ကျန်လဲ။ဘယ်မှာနေထိုင်ကြလဲ။တားရဲ့အမအိမ်မှာအဖေဆွဲပြီးနေကြတာပါ။တားအသက်က16နှစ်ရှိပါပြီ။သူ့အသက်က18နှစ်။သူကဒီရောက်တာတိတ်မကြသေးဘူးလေ။နာခဲ့ဖြစ်ပြီးမှ။အော်မိဘတွေရော။တားမှလည်းမိဘတွေမရှိတော့ပါဘူး။အမတယောက်ပဲရှိပါတယ်။သူတို့ကဘာလုပ်လဲ။ရောက်ခါကတန်ရန်လုပ်တယ်။မမကတော့ကြုံရပါဘော။ ။တမီးမိဘတွေကရောမရှိတော့ပါဘူး။နားခေတဲ့ပါသွားကြပြီ။အော်ကောင်းလေးနံမဲကမင်းမင်းအောင်နဲ့ကောင်းမလေးနံမဲကတင်းတင်းနိုင်နဲ့မမုံရီရီလေးတွေပါပဲ။သူစကားဆကြည့်လိုက်သည်။ဘဘမှာချန်လို့တစ်ခွက်ရှိတယ်။အဲ့ဒါကဘာလို့ဖို့မှအစီအစဉ်မရှိဘူး။စပယ်ပန်းဆိုင်လို့ရမလားမသိဘူး။ဟာရတာဗောဘဘရဲ့။တားတော့ယူနေတဲ့စပယ်ချန်ကဘဘချန်လောက်တောင်ကျဲတာမဟုတ်ဘူး။ ဘာဘာဆိုင်ကြည့်ပါလားတားတို့ရောင်းပေးမယ်လေဘာဘာကဘာမှလုံနိုင်ပါမဟုတ်ဘူးတားတို့လုံမလားဘလို့ပုံစံလဲဘာဘာမိငားထားတာလားမဟုတ်ဘူးတားတို့ဘာသာဆိုင်ရောင်းဘာဘာကိုဘာအခါကျင်းငွေမှပေးစရာမလိုဘူးဗျာရှင်အဲ့ဒါလို့ねခလေးနှစ်ယောက်တက်ညီလက်ညီလှုပ်လေကြလေတော့တည်းနန္ဒခင်းပန်းရောင်း နင်းလက်ခဲမှဆာ၍တူးကြဆွကြမြောင်းဖော်ကြစားလိုက်ကြနောက်လိုက်ကြတရှင်းတွေအော်ဆိုကြအပျော်တွေကူးဆက်မိမိကခဏခဏထွက်ကြည့်သည်တနေ့တော့မိမိကပြောသည်သူ့ဘို့မဟုတ်ဝယ်လာရင်များများဝယ်လာပါတည်းသူသတိထားနေမိပြီရခင်ကမိမိအတွက်မဟုတ်ဝယ်လာရင်မစားဖြစ်တာများသည်အခုတော့ဂုံဂုံနေသည်လာလာခလေးတွေကိုကြွေးပြစ်နေတာပါလား တခါတလေကောင်းမလေးကနားနေတတ်သည် ကောင်းမလေးကတိတ်ပြီးကြားမရည်ကောင်းပုံမပေါ်ဖြူဖြူညံ့ညက်ကလေးဖြစ်သည်ကောင်းမလေးနားနေလျင်မေမေကထွက်ပြီးစကားပြောနေတတ်သည်မေမေအဖော်ရနေတယ်လို့ပင်သူတို့ပန်းကင်းလေးစိမ့်ဆူလာပြီ သူတို့လောက်တတ်သည်အဖူးလေးတွေစတင်၍မြင်နေရပြီသူတို့လေးတွေပျော်နေကြပြီမေမေလည်းပို့ပြီးရှင်လန်းလာလိမ့်ပြီ မကြပါစပယ်ပန်းနေပွင့်ချီပြီး အစာပိုင်းသူတို့ကိုယ်တိုင်ခူယောင်းကြသည် နောက်ပိုင်းကျအခင်းပြင်ကမြေဩဇာကျွေးရနေတမ်းမရောက်နိုင်တော့ဖောက်တယ်သေးရတော့သည် သူတို့ကအခင်းရှင်ဖြစ်လေပြီတနေ့သူတို့မနက်အလာနောက်ကျနေသည်နေမြေမှ ရောက်လာကြသည်မေးကြည့်တော့အခါတင်းတင်းဘိုက်အောင်နေလို့ဗျသူကတခါတခါဘိုက်အောင်တတ်တယ်ဟေးဘာဖြစ်လို့လဲစေကတ်နဲ့မတည့်ဘူးထင်ပါတယ်လူလည်းပိန်ပိန်ကြလာတယ် သူသဘောပေါက်လိုက်ပြီကလေးတွေမိသားစုစီမံကိန်းထားနေတာဖြစ်ပြီကောင်းလေးကိုသူပြောလိုက်သည်ဆေးဖြတ်လိုက်တော့ကလေးယူလိုက်တော့ဘဘတားတို့ပတ်စံအစင်းနဲ့မဖြစ်သေးဘူးဘာမှမပူနဲ့ဥရေးကျော်ဝင်အငှားပူလုံးမိပြီလားသူဘဝနဲ့ရှင်ပြီးစာနာနေမိသည်ကလေးတွေကိုလူမှုဒုက္ခတွေမရှိစေချင်ပါသူ့သားသမီးတွေကိုသူ့အကူအညီမပါဘဲသူ့မိန်းမကတောင်းဝန်ယူသွားသည် အဆုံးထိပြောရလျင် သမီးရဲ့လို့ခြေဓာပိုးတာပင်ဗန္နကျင်လောက်ခဲ့သည်လည်းမသိထို့ကြောင့်မင်းသူသမီးကသူ့ကိုမခင်တွေ့တာလားခလေးမလေးဆေးဖြတ်လိုက်သည်ထင်သည်ဆူဆူပြေပြေဖြစ်လာသည်ဝါဝါဖြူဖြူဖြစ်လာသည်မကြပါတည်င်းကောင်းကြရသည်ခလေးရှိပြီတဲ့သူကိုယ်တိုင်အိုဂျီဖြင့်လိုက်အပ်ပေးလိုက်သည်ခလေးတွေပြောနေကြသည်မမေလဲထိုတည်င်းကြတော့ပြောနေသည်မြေးရှိရတော့မြည်တဲ့ မြေးလို့ပြောတော့သူမျက်နှာပြက်ရပြီတကယ်ကမင်းမင်းမှာမြေးအရင်ရှိတာပဲလေဒါပေမဲ့မင်းမင်းမြေးမရှိဘူးပါ မရှိဘူးရောက်တာမကလူကိုယ်တိုင်တော့မတွေ့ဘူးပါသူရှန်တော့မှအိမ်သေးသေးလေးတစ်လုံးဆောက်လိုက်သည်သူမိတ်ဆွေဆောက်လုပ်ရေးကုမ္ပဏီကလာဆောက်ပေးတာတရက်မျှလာကြသည်အိမ်လေးပြီးတော့ခလေးတွေကိုပြောင်းနေခိုင်းလိုက်သည်နှစ်ဦးသားမျက်ရည်တွေဝဲနေကြသည်ထွန်းညကမင်းမင်းမအိတ်မီ ဆန်လေးတဲကအိမ်လေးကိုပြတင်းပေါက်မှငေးကြည့်နေတာတွေ့ရသည်အိမ်လေးကတေးတော်ညာလှတာပတာကလေးဖြစ်သည်ဆန်နောက်မှာမီးလေးနေသည့်အိမ်လေးရှိတော့ပူပြီးလုံကြုံနှွေးထွေးသည်ဟုလည်းထင်ရသည်ဘဘဒီညသားတို့လာကြတော့ကျင်လို့ဟေးအေးလာခဲ့လေကွာဒီနေ့စီးစာကလွမ်းလောက်အောင်ကိုတောက်ပနေသည်ညနေအလုံးသိပြီးနောက်မှာခလေးနှစ်ယောက်ရောက်လာသည်တန်တန်ပြက်ပြက်လေးတွေဝှက်လို့ ခလေးတွေသည်စီကံရှိသည် အလွန်အလိုက်တည်တတ်ကြသည်အိမ်ထဲကို ရခင်ကမဝင်ဘူးကြပါတရင်ကျုပ်အခါတမရမှာ ကတော့ကျင်သည့်အကြောင်းခွင့်တောင်းသည်ကိန်းကမုတ်ကတပူးတာပါသည်မိမိကမသိမသာမျက်ရည်တုတ်တုတ်နေတာတွေ့ရသည်မိမိဒီပင်မဟုတ် သူလည်းမျက်ရည်ဝဲလာမိသည်သူ့ရင်ကျေးမှုတွင် ကတော့ကျင်ကတော့ခံရခြင်းအလေးအထမရှိခဲ့ မစီမဆိုင်အရွယ်ရောက်နေပြီဖြစ်တော့ သူရှိတော့ပေါ်သူရက်နေတိုင်းပြီဖြစ်တော့စင်ကာပူမှာတမီးကိုတတိရလိုက်သေးသည်ဗမာယဉ်ကျေးမှုဗမာတလေးတွေဖြင့်ဘလောက်ကင်းကွာနေပြီလဲမသိသူလည်းကတော့ခံအပြီးထိုင်ကုန်အောက်ကိုဆင်းလိုက်သည်မမေကိုဥသုံးချင်ရှား၍ကတော့လိုက်သည်မမေငိုနေလေပြီမမေကခလေးတွေရော သူ့ကိုပါစုတွေအကြာကြီးပေးနေသည်မမေမျက်ရည်တွေကြားမှပြုံးလိုက်သည်မမေကအိမ်တွေဆောင်နိုင်သည် မိမိကအလဲတန်းပြအကြောင်းအုပ်ဖြင့်တင်စင်ယူခဲ့သူပဲအတွေ့အကြုံများလာသည်ပေါ့မိမိကကလေးတွေကိုမုံတွေရှကျွေးသည် သူကလည်းတယောက်ကို၅တောင်းစီမုတ်ဖိုးပြန်ပေးသည်စကားတွေပြောကြရင်အေကန်းထဲတွင်ချိန်ထားသောဘွားဝဲဆောင်ဖြင့်ဓာတ်ပုံများကိုတွေ့ရသဖြင့်ကလေးမလေးကပြောသည်တမီးရဲ့ကလေးကိုတော့လေပညာတကြီးဖြစ်အောင်သင်ပေးရမယ်ဖြစ်ရမှာပေါ့ကွာ ကောင်းလေးကလည်းပြောသည်သူကလည်းပညာတတ်ကြီးဖြစ်ုံများမကမိဘဆွေမျိုးသားချင်းအပေါ်အတိတ်တော်အမျိုးကုန်ဇာတိကုန်ကိုထိမ့်သိမ့်နိုင်သောရင်ကျေးလိမ်မာသည့်ကလေးဖြစ်ရန်စုပေးလိုက်သည်ကလေးမလေးဗိုက်သည်ပင်အတော်ထွက်နေပေပြီ သူတို့ကိုဆေးကန်းပုံမှန်သွားခိုင်းရသည်အိုကြီးကိုပုံမှန်သွားပြတယ်မဟုတ်လားဟုတ်ပါပါကလေးကကြမ်းပါရဲ့တဲ့ဒါတို့အထရာဆောင်းအောင်ရိုက်ခဲ့သေးတယ်မိန်းကလေးတဲ့ အေးအေးမိန်းကလေးမွေးမယ်ဆိုတော့ဘာဘာကြိုးပြီးနာမည်ပေးထားမယ်စပယ်ဦးလို့အော်ဟုတ်ဟုတ်မင်းတို့ဘာသာကြားရပေးကြဘာဘာကတော့စပယ်ဦးလို့ပဲခေါ်မယ်ဟုတ်တားလို့လည်းကြိုက်ပါနဲ့စပယ်ဦးစပယ်ဦးမမေကလည်းလိုက်ခေါ်ကြည့်နေသည်စပယ်ဦးမြေးလေးစပယ်ဦးဖြူစင်တော့ မွေတော်ပန်းလေးများဒီမြေမှာပွင့်လန်းစေခြင်းပါသည်ဟုတ်ကဲ့ပါခင်ဗျာကိုဆက်လက်ပြီးတော့စာရေးသူဆရာကိုစိုးထိုက်ဖတ်တော်ရေးသားတော်မြို့အစုံချီလို့အမည်ရတဲ့ဝိထုတော်လေးကိုဆက်လက်၍ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာမြို့အစုံချီအမိုက်ပုံကြီးနာတွင်သူတို့နေသောအိမ်လေးရှိသည်သူရဲ့မမရဲ့မောင်လေးရဲ့အမေရဲ့စစ်စစ်ပေါင်း၄ယောက်ကြောခင်ပြီးအိမ်လို့ရရော တာလဘတ်အဟောင်းများတတ်ကြလေကာယံထားသောတဲလေးသည် သူတို့ဤတိရိကေဟာပင်ဖြစ်ပါသည်သူတို့လိုအိမ်များစုပေါင်းထားသည့်ဒီနေရာလေးအားမြို့ထဲရှိလူတွေကကျူးဟုလည်းခေါ်ကြသည်သူတို့အိမ်နာတွင်ယထာလန်းရှိသောကြောင့်အမြန်ယထာကြီးများထွက်သွားတိုင်းသူတို့အိမ်လေးသည် တုန်ခါသွားတတ်သည်ထွက်ကားသူတို့မောင်နှမတက်တိုင်းအိမ်အပြစ်ဘက်သို့ပြေးထွက်ပြီးယထာကြီးကိုတတ်တာလူ၍ပြကြ၏ တရရရဖြတ်သွားသောယထားပေါ်မှလူများကတက်တာပြန်လှုပ်ပြသောအခါသူတို့အလုံးပြောကြပါသည်တခါတည်းဟန်ယထားပေါ်မှရေတံဘူးကုန်များမုံများပြစ်ရသောအခါသူတို့မောင်တော်မတတိုင်အလူရဲ့ကောက်ကြပြီးဝေစုမတက်လည်ရင်ရေမောပျော်ရွှင်စွာနဗန်းလုံးကြသေးသည်အမိုက်ပုံတို့အမိုက်ကားများရောက်သောအခါသူတို့တမိသားစုလုံးအမိုက်ကောက်ထွက်ကြလေတော့သည်ဒါကသူတို့မိသားစုဤအဓိကစီပွားရေးပင် ကောခုံအကျိုးများပလင်းခုံများဒံအိုးအပဲ့များသည် သူတို့မိသားစုတရက်တာဗိုက်ပြေဖို့အတွက်အဖိုးတန်ရေဒနာများဖြစ်ပါသည် အမိုက်တဲတွင်ပေါင်မုတ်များကိမ့်မုတ်များပါလာသောနေများသည် သူတို့အတွက်နေထူးနေမြတ်များဖြစ်လေသည်တဲတဲချက်ပင်နေတော်ညာအရသာရှိလာသည့်မုံများကို လူတွေကဒိတ်လွန်တယ်ဆိုလားကင်စာဖြစ်တယ်ဆိုလားတတ်မှတ်ပြီး မစားကြခြင်းကို သူတို့အံ့ဩမိသည် ။အိုးသူတို့မစားတော့တို့များများစားရတာပေါ့။ဒီဘဝလေးတွေမှာသူတို့ပြောနေပါသည်။သူရဲ့မမရဲ့မောင်လေးရဲ့အမေရဲ့ဟောဒီကအမိုက်ပုံကြီးရဲ့ယထာတန်လန်းကြီးရဲ့တို့သည်သူ့ဘဝအတွက်ပြီးပြည့်စုံသောကဘာတစ်ခုဖြစ်သည်ဟုထင်ခဲ့တော်လေ။အမေဒီယောက်ျားကြီးတယောက်ကိုခါပတ်ပြီးအိမ်ထဲဝင်လာသည့်နေ့မှစ၍သူတို့၏ပျော်ရွှင်မှုများပျောက်ကွယ်သွားပါတော့သည် ဲ့ဒီညာကအရံမူးနေပုံရတော့ထိုယောက်ျားကြီးသည် လွယ်အိတ်ထဲမှအရက်တလုံးထုတ်တော့ပြီးအမေကိုလည်းအရက်တိုက်သည်ထူးထူးခြားခြားနှောက်ခမ်းနေဆိုထားသောအမေသည် အရက်တောက်ရင် ရွှေမျိုးစွာရေမောနေလေသည်ညရောက်သောအခါသူတို့မောင်နှမတတိုက်အားအပြင်ထွက်နေရန်ပြောသည်မမသည်သူ့လက်ကိုဆွဲပြီးမောင်လေးကိုရှိကအပြင်သို့ထွက်လာပါတော့သည် မောင်မဲနေသည်ဖြင့်သူတို့အဝေးကြီးသို့မတွားရဲ့ အမေဘာကြောင့်သူတို့ကိုအပြင်ထွက်ခိုင်းမှန်းသူနားမလဲဟိုလူကြီးကရော မပြန်သေးဘူးလားမကြခင်မှာပဲအမေညီညွတ်တမ်းများနဲ့အတူဟိုလူကြီးအသက်ရှူတမ်းပြင်းပြင်းသည်သူတို့အင်္ဂလိပ်စီမှပြန်လွင်၍လာပါတော့သည်မမအိမ်ထဲမှာမမေကိုဟိုလူကြီးနှိပ်စက်နေလားမသိဘူးအမေအောနေတယ်အော်အေးအေးမမဝင်ကြည့်မလားနင်မောင်လေးကိုခဏရှိထား မမသည်အိမ်ထဲသို့ပြေးဝင်သွားပြီမကြာမီအိမ်ထဲစီမှဆဲဆူအော်ဟစ်တံများထွက်လာက အမေကမမကို ရိုက်နေတယ်လဲကြားနေရသည်တော်အပြေမှာတော်နေငါကပြန်လာဆုံးမှ ပြန်လာခဲ့မမသည်ငိုယိုပြီးအိမ်ထဲမှပြေးထွက်လာသည် သူကဘာဖြစ်တာလဲဟုမမကို မေးတော်လဲမမပြန်မဖြေပါအမေငါတို့ကိုမရှိတော့ဘူးထို့သို့ပြောပြီးငိုမြန်းငိုနေသည် ောက်တနေ့မှစ၍ထိုလူကြီးသည်သူတို့အိမ်မှာပဲလာနေပါတော့သည်သူတို့မောင်နှမတွေသည်လည်းနေ့စဉ်လိုလိုညအိုးပိုင်းအချိန်၌အိမ်အပြင်သို့ထွက်ပေးနေလေရတော့သည်အမေကလာခဲ့ဆိုမှသူတို့အိမ်ထဲဝင်ခွင့်ရသည်ရှမ်းအေးသောစောင်းဦးညများတွင် အိမ်ပြင်ထွက်ရသည့်အခါတိုင်းမမက သူနှင့်မောင်လေးကိုဖတ်ပြီးပုံပြောပြတတ်သည်ကျဲဆောင်သောညမျိုးတွင်မမကကောင်းကင်သို့လက်ညှိုးထိုးပြီးငါတို့ဖေဖေကအဲ့ဒီမှာနေတာ တနေ့နေ့ဖဖစီကိုငါတို့အားလုံးလိုက်သွားကြရမှာဟုတ်ပြောတော့အခါတိုင်းသူကြည်နူးလှသည်အမေနောက်ယောက်ျားယူပြီးလာအနှဲငယ်ကြာတော့အခါတနေ့မှာတော့အမေဒီမမကိုအပြင်သို့ခဏခေါ်သွားခဲ့သည် အမေပြန်လာတော့အခါမမပြန်ပါမလားတပ်ဆက်များကို အထက်လိုက်ကင်ပြီးအမေဒီအယံမူးနေ၏နင်းအမအလုတ်သွားလုံနေတယ်ဟူသောစကားကိုအမေကအာလေးချာလေးဖြင့်ပြောကထိုနေ့မှစ၍ မမဒီသူတို့မိသားစုမှပျောက်ကွယ်သွားလေ၏ကိုလူကြီးကအမေလက်ထဲမှာပတ်စံကိုလှမ်းယူကအပြူလေးကွာဒီတဲ့ပိုရခဲ့ရမှာပူသောစကားကိုသူတို့မောင်နှမနားမလဲပါသူနားလက်ဒီကမမဒီသူတို့စီကိုဘယ်တော့အခါမှ ပြန်လာမည်မဟုတ်တော့မမမရှိသောညာများသည်သူနဲ့မောင်လေးအတွက်ပုံမှောင်ပါသည်သူနဲ့မောင်လေးတို့အိမ်ပြင်ထွက်ရသောညာတိုင်းမမကိုတတိယလှသည် သူငိုလျင် မောင်လေးကလည်းနိုင်ကို၏ထွာကသူကအာတင်ပြီးမမပြောဘူးသော ပုံမြင်များကို မောင်လေးအားပြန်လေ၍ပြောပြရသည် သုံးနှစ်သားမောင်လေးသည်သူပြောပြသောပုံမြင်များကိုလုံးစိပတ်စိနားမလည်တော့ညာသူပုံပြောလျင်ငြိမ်သက်စွာနားထောင်နေတတ်ပါသည်ဒီနေ့သူတို့အိမ်ခြေကို လူစိမ့်တချို့ရောက်လာပြီးဓာတ်ပုံရိုက်ကြသည်ဒီနေရာကိုထိုသူတွေက ပိုင်တဲ့ကျူးတွေကိုဥပဒေနဲ့အညီ ဖယ်ပေးပါမစရာဟူသောစကားအဆုံးမှာအမေမျက်ရည်ကျနေ၏ဥပဒေဆိုသည်မှာအမေကိုငိုစေသည့်စကားလုံးပါလားထိုသူစိတ်များပြန်ထွက်သွားသောအခါအမေနှင့်သူ့ယောက်ျားတို့တီးတိုးတိုင်ပင်ကြသည်အလတ်မကိုမင်းဟိုကိုပို့လိုက်ပါလားဟာသမီးကဆန်းတဲ့နှစ်ပဲရှိသေးတာမလုပ်ရပါဘူးစဉ်းစားနော်နင့်သမီးလည်းကောင်းကောင်းမွန်မွန်နေရမယ်နင်းလည်းမျိုးစုံကွက်တဲ့မှာအိမ်ကားနိုင်မယ် သူ့ကိုအမေရောင်းစားတော့မှာပါလားအိမ်ထဲပြေးဝင်ပြီးအမေကိုသူပြေးဖတ်သည် အမေတမီးတမီးကိုရောင်းမစားနဲ့နော်တမီးကြောက်တယ်အမေရဲ့တမီးလေအဖိုင်များများကောက်ပါမယ်ရေတံမိုးကိုများများတောင်းပေးပါမယ်အမေရဲ့ဟဲဒီခွေးမလေးခိုးနားထောင်နေတာကို သွားစားဟဲဒီမှာစိတ်ညစ်နေရတဲ့အထဲ သူငိုရင်းအိမ်အပြင်သို့ထွက်လာ၏ဒီအချိန်မှာမမကိုသူတတိရလာသည် မမရေညမာရီကြောက်တယ်ပြန်လာပါတော့တော့သူ့ကိုရောင်းလိုက်ရင် မောင်လေးစီကိုသူ ပြန်လာရတော့မှာမဟုတ် မောင်လေးဆိုမှဒီကောင်လေးဘယ်ချောက်သွားနေလဲမသိညရောက်ပြီမို့မောင်စားက ပြိုးပြီထိုအချိန်တွင်ဟိုးအဝေးစီမှာယထာအိုအောဆွဲတံကြားလိုက်ရသည် သူ့ရင်ထဲထိတ်ခနဲဖြစ်သွားပြီး ယထာတန်လန်းစီတို့လှမ်းကြည့်လိုက်သောအခါမောင်လေးသည်ယထာတန်လန်းပေါ်တွင် ထိုင်နေပြီးယထာအာတတ်တာလှုပ်ပြနေလေ။မောင်လေးရေတို့အတန်လေးပြာသွားအောင်အော်ခေါ်ရင်မောင်လေးစီတို့တဟုန်တို့ပြေးသွားလိုက်ပါသည်။မောင်လေးရေစင်းတော့အဲ့ဒီကစင်းတော့ယထာလာနေပြီမောင်လေးရဲ့ပါဇက်ကလည်းအော်ဟစ်ရင်မြားတဲ့စင်းတို့သူပြေးသွားသည်။ပြေးစံ ပြေးစမ်းရအောင်ပြေးရမည်ယထာမရောက်ခင်မောင်လေးစီတို့သူရောက်ရမည်ယထာကြီးစီမှာတကြုံကြုံအတန်အားသူ့ရင်ခုန်တန်နဲ့ထတ်တူကျဲလောင်စွာကြားနေရသည်အိုးမောင်လေးကိုယထာကြီးတိုက်မိတော့မှာပဲယထာဆရာကြီးရေရက်ပါအိုးဒီမှာကျမမောင်လေးရှင်းသမျှခွန်အားလေးဖြင့်မောင်လေးစီတို့သူပြေးသည် ရောက်တော့မည်ရောက်တော့မည် မောင်လေးစီတို့ သူရောက်တော့မီနောက်ဆုံးယထာကြီးနီးကပ်လာချိန်မှာပဲသူလည်းမောင်လေးစီတို့အပြိုင်သူရောက်သွားပြီမောင်လေးကိုအပွင့်စီကယထာပေါ်မှာခုံစင်းလိုက်ပါလေတော့သည်ရုတ်တရက်မှောင်ကနေဖြစ်သွားပြီးတတိပြန်လာချိန်မှာတော့မောင်လေးသည်လမ်းပေးရှိချုံပုတ်ကလေးပေါ်တွင်ငိုနေသည်ကိုတွေ့ရ၏ဘာမှမဖြစ်လို့တော်ပါသေးရဲ့မောင်လေးရဲ့ယထာကြီးသည်ခက်လန်းလန်းမှရက်သွားကလူများသည် ပြေးစင်းလာကြ၏ သူ့ခြေတော့ပေပေလေးနှချောင်းကိုတော့ဟိုးအဝေးမှာအပိုင်းပိုင်းပြက်လျက်လှမ်းမြင်နေရသည်နာလိုက်တာရေကလည်းအရန်စာလိုက်တာနော်သူ့မျက်လုံးတွေပြာဝေလာပြီမမပြောခဲ့တဲ့ပုံမြင်တွေလိုဟိုးကောင်းငယ်ပေါ်ကအဖေ့စီကိုတွားရတော့မြင်ထင်ပါရဲ့အမေအမေအမေမနာသေးဘူးလားဟင်အမေကိုသူစကားတွေအများကြီးပြောခဲ့ခြင်းသည် သူမရှိတဲ့နောက်မောင်လေးကိုညာဘက်တွေမှာအိမ်အပြင်မထွက်ခိုင်းဘူးမောင်လေးကြီးလာရင်ရောင်းမစားဘူးအမိုက်ပုံကကိမ့်မုတ်တွေစားရင်တဲခါပေးဘူးနောက်ပြီးမောင်လေးကြီးလာတဲ့အခါသူရှိရာ ကောင်းကင်ဘော်ကို မော့ကြည့်ခိုင်းဘူးအမေကိုမှားခဲ့ခြင်းပါသည်ထိုအချိန်တွင်ရက်ကြည့်နေကြသော လူအုပ်သားမှအတန်တတန်ထွက်လာသည်အမလေးဒါဒါကျမသမီးလေးပါရှင် အဖြစ်ဆိုးလိုက်တာတမီးလေးရဲ့ဟောအမေပါလားအမေသူပြောချင်သောစကားများပြောဖို့အားယူလိုက်သောအခါ သူ့ပါသက်ထဲမှသွေးခဲများသာထွက်လာသည် အမေသူ့ကိုနာဖက်သည်ထင်ပါရဲ့ငငယ်တော့ကအမေရင်ခွင်ထဲတွင်ရခဲ့ပူသောနှွေးထွေးမှုမျိုးကို ပြန်လည်ခံစားလိုက်ရပြီးနောက်သူသည်ငြိမ်းချမ်းစွာဖြင့် မျက်လုံးလေးအားမှိတ်လိုက်သောအခါအရာအလုံးမှောင်မိုက်သွားပါလေတော့သည်ကိုဆိုးထိုက်ဖတ်တော်ဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာစိုးမိုးနိုင်အောင်ရေးတာတော့စပယ်ဦးလို့အမည်ရတဲ့ဝိတုတော်လေးနည်းစာရေးသူဆရာ ကိုဆိုးထိုက်ဖတ်တော်ရေးတာတော့မြို့စုံချီလို့အမည်ရတဲ့ဝိတုတော်လေးနှစ်ပုဒ်ကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြင့်ပေးခဲ့ကြသူ ညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ